အမေရိကန်ဤယူရှာအပေါ်စီဝါအေးပိတ်ဆို့အရေးယူမှုများနဲ့ပတ်သက်၍အလဲထားစရာသုံးသပ်ချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။တမရအိုဘားမားလက်ထက်ကလက်ထောက်စွန့်ရင်တရန်စရအဝင်ကြီးသူ့အပြင်တမရဘိုင်ဒန်အစိုးရလက်ထက်အရှိအလဲပိုင်းဆိုင်ရာအထူးတန်တမန်တာဝန်ယူခဲ့ဘူးသူမစ္စတာအမက်စ်ဟော့စတိုင်ကဗြိတိရှ်နေစင်တရင်စာ Financial Times ကိုပြောကြားခဲ့သောအချက်ဖြစ်ပါတယ်။ မစ္စတာဟော့စတိုင်ကတမရထရန့်အစိုးရကယူရှားနိုင်ငံပိုင်ယင်းနံကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Rosneft နဲ့ Lukoido ကိုစီးပွားရေးပိတ်ဆို့အရေးယူမှုများ sanctions ချမှတ်လိုက်ခြင်းသည်အမေရိကန်မျိုးမှန်ထားသည့်ရက်လက်နှင့်စန့်ကျင်ဘက်ပြုံးပြန်ရက်လက်ကိုသာထွက်ပေါက်လာစေနိုင်ကြောင်းတတိပေးလိုက်ပါသည်။ သူရဲ့အဆိုအရအမေရိကန်အနေဖြင့်ယူရှောင်းကိုစီးဝါရေးထိခိုက်စေရန်ရည်ရွယ်ချက်ဖြင့်ဆန်ရှင်များချမှတ်လိုက်တော်လဲအကျိုးဆက်အောက်ဖြင့်အမေရိကန်စောက်တုံးသူများနှင့်မဟာမိတ်များအတွက်သာအပြစ်သဘောဆောင်သောအကျိုးဆက်များကိုဖြစ်ပေါ်စေလိမ့်မည်ဟုသူဟာရှင်းပြခဲ့ပါတယ်။ Mr. Hostein ကရှင်းပြရာတွင် အမေရိကန်ကဆန်ရှင်ချလိုက်လို့ယူရှားကဆုံးရှုံးရမှာမနှဲလာပေမဲ့ဒီဆန်ရှင်ရဲ့အကျိုးဆက်ကြောင့်ကမ္ဘာရင်နံစဲကတက်လာလိမ့်မယ်။ ရေနံစေးအတက်မှာယူရှားကသူ့ရဲ့ဆုံးရှုံးမှုတွေကိုထင်းမြစ်ခုနိုင်သွားလိမ့်မယ်။ အကယ်၍ကပ္ပညင်နန်စဲကအများကြီးတက်သွားမယ်ဆိုရင်ယူရှားကအမျက်ထွက်ပြီးအမေရိကန်စားသုံးသူတွေညင်ကျုပ်တို့မဟာမိတ်တွေပဲဆုံးရှုံးရမှာဖြစ်ပါတယ်ဟုပြောကြားခဲ့ပါတယ်။သူဟာတမ္ပရဘိုင်ဒင်အစိုးရလက်ထက်ရေနံစင်းနှုံးများမတန်တဆမြင့်တက်ခဲ့ရသည့်လက်တွေ့အဖြစ်မှတ်များကိုထောက်ပြပြောဆိုခြင်းဖြစ်ပါတယ်။ထိုအချိန်ကပြည်သူများအခက်အခဲဖြစ်ခြင်းကြောင့်သမ္မတဘိုင်ဒင်အစိုးရသည်နိုင်ငံတော်၏အရေးပေါ်တိတက်ရေနံတူလောင်ခံကြီးများ Strategic Petroleum Reserves SPR မှာ55%ခန့်အထိ ထုတ်ယောင်ချခဲ့ရဖို့ကြောင့်သူကဝေဖန်ခဲ့ပါတယ်ထို့ကြောင့်ယူရှား၏အထက်ရေနံကုမ္ပဏီကြီးများအပေါ်အရေးယူမှုသည်ကမ္ဘာရေနံဆွဲကွက်ကိုမတိငင်စေဘဲရေနံဆွဲနှုန်းများကိုမြင့်တက်စေနိုင်သည့်အထွတ်တမရထရန့်အစိုးရ၏ငွေကြေးဖန်ပိုးမှုတိုက်ဖျက်ရေးမူဝါဒကိုပင်နောက်ပြန်ဆွဲစေနိုင်ကြောင်း Amos Hochstein က Financial Times မှသတင်းပေးပြောကြားခဲ့ပါကြောင်းတင်ပြလိုက်ရပါကြောင်း